ော့စီးဘူးပါဘတ်ကတော့ဟိုငယ်လေးရဟိုတက္ကသိုလ်တက်ကလေးရစီးဘူးတယ်လေတက္ကသိုလ်မတိုင်ခင်ဟိုဘယ်ဘက်တော့သွားဒီကားကတော့စီးဘူးပါအထူးတူးတလဲတူးစမ်းတော့မဟုတ်ပါဘူးအရန်ကြက်တာပေါ့ထိုင်ကုန်မနေရမရဘူးလေဟောအဲ့တော့ red အဲ့လိုတော့မဟုတ်ပါဘူးဟိုကစီးဘူးပါတယ်ဟိုကကြောင်လဲအရင်တော့ဖြေဘူးပဲထင်ပါတယ်ဆိုတော့ဟိုတီးတဲ့သူတွေကတီးပါတယ်ဟိုကဟိုဘတ်ကမစီးဘူးတဲ့သူမဟုတ်ပါဘူးစီးဘူးပါတယ်တရုတ်ဆောင်တာဖြစ်တဲ့အတွက်အွန်အွန်ဆက်ပေါ်ရောက်တော့မှာပဲလေ အဲ့ဖြစ်ကြတာဆိုတော့အဲ့လိုကပ်អော်သွားပြီဆိုလဲကိုនុပညာမောင်တော်မကတော့အေးဆေးပဲအဲ့လိုမျိုးကြီးအပြင်ထဲမှာကြီးဟိုဒီကာရီတာကြီးကိုအဲ့လိုဟိုးမထားအောင်အဲ့လိုရိုက်တဲ့အချိန်မှာပဲကာရီတာကိုစိတ်တွင်းထားရဟာဆိုတော့အရင်ကြီးတော့ဟိုမရှိပါဘူးပန်းဟိုပိတ်ဥဖြစ်နေတာဘသူနောက်လိုက်တာအလေးရောက်နောက်လိုက်တာလားမသိဘူးပိတ်ဥဆိုလားမသိဘူးနောက်လိုက်တော့အေးပိတ်ဥပေါ့အဲ့လိုဖြစ်တာအဲကိုကလည်းတိတ်မခွေဘူးဆိုတော့လေအဲ့လိုဆိုကိုကိုပြန်ခွေရပါဘူးဘူးမမခွေတော့ဘူး အဲမဆိုးပါဘူးဘလို့ပဲဖြစ်ကိုယ် character ကိုပဲဟုတ်ပဲတည်တည်ပန်းဟုတ်ပဲတည်တည်နာမည်တလုံးလေးပဲမမှီမိအဲ့လိုဘလို့ပဲဖြစ်အဲ့လိုကျင်းနေပါတယ်အမားတို့လက်ချက်လေဘာလို့ပြန်မင်းနေရအမားတို့လက်ချက်ကိုလာပြီးတော့အမားတို့လက်ချက်ပဲကိုသူမျိုးလာပြန်မင်းနေမားတို့ပြန်မင်းပါအဲအမားတို့ story ဆွဲရမလားတဲ့ကိုယ်တိုင်ရေးပုံတူတယ်အရန် story ဆွဲအချက်ဖို့လေလှမ်းကြည့်လိုက်တော့လက်အောင်ပါတဲ့ဖုန်းနေပုံဖုန်းနေအများကြီးဆိုတော့လေအစားတော့ဖုန်းသုံးနေရထင်တာ ။အော် sorry sorry မမိုက်ဘူး။ဖုန်းတုံးနေတယ်ထင်တာဒါပေမဲ့ကြည့်လိုက်တော့ပါအမားတို့လက်ချက်မသိတာ။တက်လာနော်။ဟေးဟုတ်လားရရအမားတို့ပြန်ပြန်မရော။ဘတ်ဘတ်ကတော့စီးဦးပါလေဘတ်ကတော့ဟိုငယ်လေးရဟိုတက်ကူတက်ကလေးကစီးဘူးတယ်လေ။တက်ကူမတိုင်ခင်အော်ဘယ်ဘက်တော့သွားဒီကားကတော့စီးဘူးပါအထူးတူးတလေတူးစမ်းတော့မဟုတ်ပါဘူးအရန်ကြက်တာဗောထိုင်ကုန်မနေရမရဘူးလေဟောအဲ့တော့ red အဲ့လိုတော့လည်းမဟုတ်ပါဘူးဟောစီးဘူးပါတယ် အဝကြောင့်လည်းအရင်တော့ဖြေဖို့ပဲထင်ပါတယ်ဆိုတော့ဟိုတိတဲ့သူတွေအားတိပါတယ်ဟိုကဟိုဘတ်ကားမစီးဘူးတဲ့သူမဟုတ်ပါဘူးစီးဘူးပါတယ်ဟိုလေတကယ်ပိတ်ကားပေါ်မှာဟိုကတော့ဟိုတနေ့ကအလှမှာအထူးပွဲမတော်ရည်နဲ့အတူတူကြီးတဲ့အချိန်မှာပဲဒီကားကိုပထမအောင်ဆုံးကြည့်ရဆိုတော့လေမမျိုးရဲ့တန်တကယ်ဟိုလေဟိုစိတ်ထဲမှာတခုခုဖြစ်စီရယ်ပေါ့နော်အဲ့လိုအဲ့လိုဘလူလေးလည်းမသိဘူးအဲ့လိုလေးဖြစ်စီရယ်နောက်ပြီးတော့ဟိုမထင်အောင်မမျိုးတန်တော်တော်ကောင်းတယ် ပြီးတော့အသားမိခင်ရရတဲ့အချိန်မှာရောအပြစ်မှာရော လုံးဝအဲ့လိုညီမရေလိုပဲရမ်းမပြောကိုယ်လည်းညီမတယောက်လိုဂူးဆိုင်ပေးတယ်အဲ့လိုရွှေတင်မှာဆိုလဲအဲ့လိုရင်းနှီးနှီးနဲ့ကြတော့သားမိစင်ရိုက်တဲ့အခါမှာအရန်ခက်ခဲမရှိပါဘူး။အဲကျေးဇူးများကြီးတင်ပါတယ်။အရန်လည်းဟိုပီတိဖြစ်တယ်ပေါ့နော်။အာပို့ပြီးတော့လည်းစူးစားပါအောင်မယ်လို့ပြီးတော့မမျိုးနေရကြတော့စိတ်ကကြိုးမှာစုံပြီးရယ်လေ။စုံပြီးတဲ့အချိန်မှာကလေးကမမျိုးကအိုက်တင်နေပါ යි ဆိုရင်အဲ့လိုတင်တင်ပြပေးရယ်။ အာခေဘာညာဆိုပြီးအဲ့လိုကိုယ်အဲ့လိုပညာသားမရှိအောင်ပေါ့နော် အကုန်သင်ပြပေးရဒီကားမှဆိုလို့ရှင်လဲရိုက်တဲ့ချိန်မှာလဲအဲဟိုဟာ idea နည်းနည်းလွဲနေတာမျိုးစီလဲပြပြပေးတယ်အဲ့လိုငိုတဲ့စီးနေပါဆိုရင်လဲစိတ်ထားဖို့ပေါ့နော်တမိအဲ့လိုအဲ့လိုခေအဲ့လိုအဲ့လိုအဲ့လိုဆိုပြီးပြပြပေးတယ်မမျိုးဟာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့အတွက်လဲအများကြီးပဲပေါ့ဟိုအရင်လဲတော်တယ်ပြီးတော့ဟိုဟာကြောင့်အားနေချက်ကအတန်ဟော အတန်ဟိုအရန်အလောက်အရန်ခိုင်းလိုက်ပြီဆိုရင်ဟိုရအတန်အတော်ပြီးတော့တိုးဝတာမျိုးတွေတိမ်ဝတာမျိုးတွေဖြစ်တတ်တယ်။ဒါပေမဲ့မမျိုးတို့ကြတော့အဲ့လိုတဘာရှိတော့လေယူလေသိမျက်နှာအနေထားအစားကိုယ်အတွက်အသေးစိတ်လေးလှုပ်ရှားမှုတိုင်းကပညာရပါတယ်။သဘောကျတယ်ဟိုဥလင်ပြောရင်ဟို natural ကိုသင်ပေးဝါတာတဘာဝအတိုင်းသင်ပေးဝါတာဆိုတော့ဟုတ်။အဲ့လိုနှွေးကနေနဲ့စိတ်ကလေးကတမျိုးလေးဖြစ်သွားတယ်အဲ့ဒီအရာလေး။ ရောဆိုရဲဆွဲတန်လေးရယ်ပြီးတော့နောက်ဆုံးအဲ့လို ending မှာဆိုတဲ့မျက်နှာ expression မှုနဲ့ဆိုတဲ့ man နဲ့အဲ့လိုအဖွားတယောက်ရဲ့စိတ်ကိုအရန်ခံစားမျိုးပေါ့ဆိုဟိုကလည်းအဖွားချစ်တဲ့သူကျော်ဟိုအဲ့လိုအဖွားတယောက်ကမြီးပေါ်ထားတဲ့စိတ်ပြီးတော့ချစ်စီခြင်းနဲ့ဆန္ဒတစ်ခုကိုပြီးမြောက်သွားရဲဆိုရယ်ပီတိအပြုံးနဲ့ချစ်ချင်သောဆန္ဒကြီးပြေဝါရဲဆိုရယ်အရာမျိုးလေးတွေပေါ့နော်အဲ့ရဲ့ဟာကြီးအရန်သဘောကျတယ် ။အော်တည်ရပေါ့ကို့အဖွားလဲရှိခဲ့မယ်ဆိုရင်လဲဒါဒီချိန်ဆိုရင်အဖွားလဲရုပ်ရှင်ရုံထဲမှာရှိနေပါပေါ့။ပြောတဲ့ရုပ်ရှင်ဟာငါးလပိုင်းနှစ်ရက်နေမှာပြတ်တော့မှာဖြစ်လို့ဘွားတို့ပြောတဲ့ပွဲသားကိုလာရောက်ကြည့်ရှုပြီးတော့အပေးဝန်ထမ်းပေးကြပါဦးလို့ဒီညနေဟိုပြောချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။ဟုတ်